TikTok မှာအသစ်ထပ်ပေးတဲ့အရာတွေကိုကျွန်တော်တို့ရဲ့ဗီဒီယိုမှာကျွန်တော်တို့ကအသုံးမပြုဘူးကျွန်တော်တို့ကမစစ်ဆေးဘူးဆိုလို့ရှိရင်တအားကိုနှမျိုးကိုကောင်းပါရဲ့ခင်ဗျာ အတိတ်ထပ်ပြီးတဲ့အရာတွေကိုကျွန်တော်တို့ကဘယ်လိုအသုံးပြုရလဲဆိုတာဒီဗီဒီယိုလေးမှာအားလုံးအတွက်ကျွန်တော်ကနေပြီးတော့မျှဝေပါမယ်ခင်ဗျာ TikTok မှာဗီဒီယိုတစ်ပုဒ်ရိုက်ပြီးပြီဆိုရင်ဘေးနားကကျွန်တော်များပြရနေရလေးကိုတစ်ချက်ကျွန်တော်တို့ကနှိပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီအဆင့်ကိုရောက်ပြီဆိုရင်ကိုယ့်ရဲ့ဗီဒီယိုပေါ့နော်ကိုယ့်ရဲ့ဗီဒီယိုကျွန်တော်တို့က TikTok update မှာထပ်ပေးလိုက်တယ်ကျွန်တော်တို့ zoom in zoom out ခလေးတွေကျွန်တော်ဆွဲဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ဗီဒီယိုပထမဆုံးအနေဖြင့်ကျွန်တော်တို့ကအရင်ဆုံးဒီလိုမျိုးလေးလက်ကလေးထောက်ပေးလိုက် ဗီဒီယိုလက်ထောက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်အောက်မှာမြားပြပေးထားတယ်ဒီမှာမီနူဘာတန်းလေးရှိတယ်အဲ့ဘာတန်းလေးကိုတစ်ချက်လက်ကလေးနဲ့ဆွဲဆွဲပြီးလို့ရှိရင်ဒီမှာကျွန်တော်ထပ်ပြီးတော့မြားပြထားတဲ့နေရာလေးရှိရပေါ့နော်အဝိုင်းလေးအဲ့ဒီအဝိုင်းလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်တစ်ချက်နှိပ်လိုက်ပြီဆိုလို့ရှိရင်အပေါ်ဆုံးမှာကျွန်တော်တို့ကဇွန်အင်ရှိရဇွန်အောက်ရှိတယ်ပြီးလို့ရှိရင်ကမ်ဘိုရှိတယ်ပေါ့နော်ဇွန်အင်ကိုကျွန်တော်ကအရင်ဆုံးတစ်ချက်အရင်ပြလိုက်မယ်အဲ့တော့ကျွန်တော်ဗီဒီယိုအစမှာဇွန်အင်ဘယ်လိုမျိုးလေးလုပ်မယ်ဆိုတော့ကျွန်တော်ပြလိုက်မယ်ဒီမှာပေါ့နော်စိုင်းအင်ဆိုတာလေးတစ်ချက်ကျွန်တော်အရင်နှိပ်လိုက်မယ် ဒါဆိုဒီလိုပုံစံမျိုးလေးသွားရပါတော့เนาะဒါဆိုကိုယ့်ရဲ့ဗီဒီယိုအဝင်လေးတွေမှာကျွန်တော်တို့ပုံစံဆန်းဆန်းလေးနဲ့တူမတူပဲနဲ့ပို့လှရပါတော့နောက်တစ်ခုနောက်တစ်ကန့်ကိုကျွန်တော်ထပ်ပြလိုက်မယ်ဒါကကျတော့အဝင်ပြီးလို့ရှိရင်ကျွန်တော်တို့အောက်ပေါ့နော်ဇွန်အောက်ဆိုတာကိုယ့်ရဲ့ဗီဒီယိုဟိုးနောက်ဆုံးကိုကျွန်တော်တို့သွားမယ်နောက်ဆုံးကိုသွားမယ်ဆိုဇွန်အောက်မှာကျွန်တော်တို့ကနေပြီးတော့ဒီမှာသူက fade out ရှိမယ် silent out ရှိမယ်အဲ့တော့ကျွန်တော် fade out လို့တစ်ချက်နှိပ်ပြလိုက်မယ်ဒါဆိုအပိတ်ကလေးမှာဒီလိုလေးသွားရနောက်တစ်ခုဟဲ့အဲ့လိုမျိုးလေးပေါ့နော်ပြီးတော့ ကျွန်တော်ကတော့ကမ်ပိုပိုကြိုက်တယ်ကမ်ပိုလေးကိုကျွန်တော်တစ်ချက်ပြလိုက်မယ်ကမ်ပိုအနေနဲ့ဆိုလို့ရှိရင်အရှိ့ကိုသွားမယ်ကမ်ပိုမှာကျွန်တော်အရင်ဆုံးပထမဆုံးတစ်ခုကျွန်တော်ရွေးပြမယ်ပေါ့နော်ကမ်ပိုမှာရွေးပြရတဲ့ဟာတွေကသူများနဲ့မတူပဲပို့ပြီးတော့ပို့လှတယ်အဲ့တော့ကျွန်တော်တစ်ချက်ပြလိုက်မယ်နော်ကမ်ပိုနှိမ့်လိုက်ဒါလားဒါဆိုရင်ကိုယ့်ရဲ့ဗီဒီယိုအဝင် အလှုပ်ကလေးကအရန်လှရေပေါ့နော်သူနဲ့မှမတူဘဲနဲ့အဲ့လိုမျိုးလေးကျွန်တော်တို့တွားရေပေါ့နော်အဝင်အလှုပ်ကလေးကဒုတိယတကန့်ကိုကျွန်တော်ဆက်သွားပြမယ် ဲ့တော့တန်ဖိုးမှာဆိုထိတ်ဆုံးဟာတွေအရင်လာတယ်နော်အဲ့လိုမျိုးလေးကိုကြိုက်လို့ဆိုပုံစံအမျိုးမျိုးပုံစံအမျိုးမျိုးလေးရှိရပါတော့ဒါဆိုဒီပုံစံလေးတိုက်ရှိတယ်ဖျော်ဒီပုံစံလေးရှိတယ်အဲ့တော့နော်ကိုကနေပြီးတော့ဒီလိုမျိုးကိုရဲ့ TikTok ဗီဒီယိုတစ်ပုဒ်ရိုက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဇွန်းရင်ဇွန်းအောင်ကံပူနဲ့ကျွန်တော်တို့အမျိုးမျိုးသုံးလို့ရအဲ့တော့ကျွန်တော်ကံပူမှာတော့ထိတ်ဆုံးအားဟာလေးကိုကြိုက်တယ် ိန်သွားလေးကိုကျွန်တော်ကအဲ့လိုမျိုးရွေးချယ်လိုက်တယ်ရွေးချယ်ပြီးပြီဆိုလို့ရှိရင်ကိုကြိုက်တဲ့ဥစ္စာကိုရွေးပြီးပြီအဆင်ပြေပြီဆိုရင်ကျွန်တော်တို့ကနေပြီးတော့ဒီမြားလေးနဲ့ကျွန်တော်တို့ပြန်ပြီးတော့ထွက်ကိုယ်တော့ကြပြီဆိုရင်ပို့တင်လိုက်လို့ရှိရင်ရပါပြီဗျာ TikTok မှာနောက်ထပ် update တစ်ခုပါလာတော့ကျွန်တော်တို့ထိတ်ဆုံးကကျွန်တော်တို့ main channel လေး၃ချောင်းကျွန်တော်နှိပ်ရမယ်။နှိပ်ပြီးလို့ရှိရင် setting ရဲ့ privacy ကိုကျွန်တော်တို့ဆက်ဝင်ပြီးပါ setting ရဲ့ privacy ကိုဆက်ဝင်ပြီးလို့ရှိရင်ဒီအောက်ကိုတစ်ချက်ဆွဲပြီးလို့ရှိရင်ဒီနားလေးမှာရှိနေတဲ့ antipathy center ဆိုတာကျွန်တော်တို့ ipad ကိုဆက်ပြီးတော့ဝင်ပြရမှာဖြစ်ပါတယ်။ antipathy center လေးကိုကျွန်တော်ရောက်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်မျှားလေးပြပေးတာရယ်။မနော်မျှားပြပေးထားရယ်။ reason of contact history ပေါ့เนาะအဲ့တော့ reason ဆိုတာဘာလဲဆိုတော့ကိုယ့်ရဲ့ video ကိုသူများတွေကပြန်ယူတုံးထားတယ်ယူပြီးတော့သူတို့ရဲ့ account တွေမှာတင်ထားတဲ့ဥစ္စာ reason လို့ခေါ်တယ်ဒါလေးက TikTok update မှာအသစ်ပါလာပေါ့เนาะအဲ့တော့ reason နဲ့ကိုကျွန်တော်တို့ကတစ်ချက်ဝင်ပြလိုက်မယ် reason နဲ့ကိုကျွန်တော်ဝင်ပြလိုက်ပြီဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ video ကိုတုံးထားရတာပေါ့เนาะတုံးထားရဆိုလို့ရှိရင်အပေါ်ဆုံး video မှာဆို one post ဆိုတာသူများက1 post ပေါ့เนาะကျွန်တော်များတဲ့ဟာလေးနဲ့ကျွန်တော်ပြပြလိုက်မယ် one post ဆိုတော့အရင်နေဒီမှာ four post four post ဆိုတာကိုယ့်ရဲ့ video ကိုယူတုံးထားရတဲ့သူက four post ရှိတယ်เนาะအဲ့တော့အဲ့ဒါလို့တစ်ချက် နှိပ်ပြမယ်နှိပ်ပြမယ်ဆိုရင် story မှာတုံးထားရပါတော့ story မှာတုံးထားတဲ့ဥစ္စာဆိုလို့ရှိရင်သူကမပြဘူး post အနေနဲ့တုံးထားရလို့ဆိုရင်ဘယ်အကောက်ကတင်ထားရဲဆိုတာကိုပြပြီးတယ်အဲ့တော့အောက်ကိုတစ်ချက်ဆွဲပြီးတော့အများဆုံးဥစ္စာနဲ့ကျွန်တော်ပြလိုက်ရဒီမှာဆိုခုနပို့ရှိတယ်7ပို့7ပို့ဆိုလို့ရှိရင်သူက jewel နဲ့တင်ထားရပါတော့ jewel နဲ့တွဲတင်ထားတာတပို့ပြီးလို့ရှိရင် story မှာ6ပို့ရှိတယ် story မှာ6ပို့အဲ့တော့ jewel နဲ့တွဲတင်ထားတဲ့ဥစ္စာကိုကျွန်တော်တစ်ချက်ပြပေးမယ်အကောက်လောအောက်ထွက်သွားလို့ ဒါဆိုရင်တင်ထားတဲ့အကောက်ကိုအစသူပြပြီးရယ်ဘယ်အကောက်ကတင်ထားရဲဆိုတာအစပြပြီးရယ်အဲ့တော့ reason လေးရဲ့အတုံးဝင်ပုံကကိုယ့်ရဲ့ဗီဒီယိုတွေကိုဘယ်သူတွေကပြန်ပြီးတော့ reason လုတ်ပြီးတော့တင်ထားရယ်ဘောနော်ဘယ်သူတွေကကိုယ့်ရဲ့ ဒီဗီဒီယိုတွေကိုပြန်တင်ထားအများကြီးပေါ့နော် reason ဆိုတဲ့ app တွေခလေးကကိုယ့်ရဲ့ဗီဒီယိုသူများတင်ထားတဲ့ဥစ္စာဘယ်သူတွေတင်ထားတယ်ဟိုပြောမယ်ဆို post အနေနဲ့တင်နေဆိုရင်ဘယ်အကောက်ကတင်တယ် story အနေနဲ့ဆိုလို့ရှိရင်တော့ तू ကမပြပေးဘူးနော်အောက်မှာဆို reason တွေအများကြီးပဲရှိရယ်ဒါ reason ကကိုယ့်ဗီဒီယိုသူများပြန်တင်တဲ့ဥစ္စာကိုပြန်လဲပြသပေးခြင်းဖြစ်တယ်ပေါ့နော် TikTok update မှာပါလာဆောနာတော့ကျွန်တော်တို့ဇွန်ရင်ဇွန်အောက်ကလေးရဲ့ reason လေးနေကျွန်တော်တို့ပြန်စစ်လိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဗီဒီယိုက သူများတင်တာကြီးလည်းသိရမယ်ကျွန်တော်ဗီဒီယိုရဲ့ဇွန်ဝင်ဇွန်ထွက်ကလေးရင်းနဲ့အလှပါလီလည်းတွေ့ရမှာဖြစ်ပါတယ်ကြည့်ရှုပေးရသူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်